ဟုတ်ကဲ့ခင်ဗျာ next step youtube channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့အစီအစဉ်လေးမစတင်ခင်မှာ match လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလျင်ကြီးကြောင်တည်ဆုံသွားခဲ့ကြရတဲ့မိသားစုဝင်များနဲ့အိုးရင်တိုက်တာများပျက်စီးဆုံးရှုံးသွားခဲ့ကြရတဲ့မိဘညီကိုမောင်နှမများကိုကျွန်တော်တို့ next step youtube channel မှာထပ်တူဝမ်းလဲရပါကြောင်းနဲ့မမျော်လင့်မဲ့တည်ဆုံသွားခဲ့ကြရတဲ့မိဘညီကိုမိတ်ဆွေများအားလုံးကိုလည်းကောင်းရမွန်ရပုံပွားတို့ရောက်ရှိပါစေကြောင်းဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ ျွန်တော်ဒီတစ်ပတ်လဲငလီရင်နဲ့ပတ်သက်တဲ့အကြောင်းအရာများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။2025ခုမတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလီရင်ကြီးကြောင်းမြန်မာနိုင်ငံရဲ့စီးပွားရေးဘလောက်ထိ ထိခိုက်ဆင်းနေသလဲဆိုတာရယ်ဒီစကိုင်းငလီရင်ဂျော်ဂျီပေါ်ရှိမြေနေရာများတွင်အထက်မြင့်တိုင်များဆောက်လုပ်သင့်ပါသလားဆိုတာတွေကိုအကြံပြုသုံးသပ်ပြီး share ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပထမဦးဆုံးအနေနဲ့ဒီငလီရင်ကြီးကြောင်းမြန်မာနိုင်ငံရဲ့အနာဂတ်စီးပွားရေးကိုဘလောက်ထိထိခိုက်ဆင်းနေပါသလဲခင်ဗျာ။ USGS the United States Geological Survey ရဲ့ထုတ်ပြန်ချက်အရဒီငလျင်ကြီးကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေး impact ကိုတိုင်းပြည်ရဲ့ GDP 90ရာခိုင်နှုန်းလောက်အထိကိုထိခိုက်စေနိုင်ပါတယ်လို့ဖော်ပြထားတာကိုတွေ့ရှိရပါတယ်။မြန်မာနိုင်ငံရဲ့အနာဂတ်စီးပွားရေးပေါ်ငလျင်ကြီးကြောင့်ထိခိုက်မှုတွေကိုပြန်လည်သုံးသပ်တဲ့အခါမှာဒီငလျင်ဟာမြန်မာနိုင်ငံနဲ့မကဘဲထိုင်းနိုင်ငံအထိပါထိခိုက်ခဲ့ပြီးအဆောက်အုံများလမ်းများဆက်သွယ်ရေးကွန်ရက်တွေအပအဝင် အခြေခံအဆောက်အုံတွေကြီးမားစွာပျက်စီးခဲ့ရပါတယ်။ ဒါကြောင့်မြန်မာနိုင်ငံရဲ့စီးပွားရေးအပေါ်ထိကြိမ်မှုတွေကိုအချက်၃ချက်နဲ့အချက်တွဲသုံးသပ်နိုင်ပါတယ်ခင်ဗျာ။နံပါတ်၁အနေနဲ့ရေတူအကျိုးသက်ရောက်မှုရေတူအကျိုးသက်ရောက်မှုအနေနဲ့အရေးပေါ်တုံ့ပြန်မှုတွေကယ်ဆယ်ရေးလုပ်ငန်းတွေအိုးအိမ်မှဆွန့်ခွာရသူတွေအတွက်ယာယီအမိုးကစားတဲ့ချက်ချင်းကုန်ကြမ်းစီတွေကများပြားစွာလိုအပ်မှာပါ။စိုက်ပျိုးရေးထုတ်လုပ်ရေးဝန်ဆောင်မှုကဏ္ဍတွေကရပ်တန့်သွားပြီးဝင်ငွေနဲ့ထုတ်လုပ်မှုတွေဆုံးရှုံးပြီးစီးပွားရေးအတွက်လည်းအနောက်ရှက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။နံပါတ်၂ရေလက်အကျိုးသက်ရောက်မှုအနေနဲ့ ပြန်လည်တည်ဆောက်ရေးအတွက်ကုန်ကြစိတ်တွေဖြစ်တဲ့ပျက်စီးသွားတဲ့အခြေခံအဆောက်အအုံတွေအိမ်တွေစီးပွားရေးလုပ်ငန်းတွေကိုပြန်လည်တည်ဆောက်ဖို့ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတွေကိုလိုအပ်လာပါလိမ့်မယ်။စီးပွားရေးတိုးတက်မှုနှေးကွေးမှုကြောင့်ပြန်လည်ထူထောင်ရေးအတွက်အကျွေးတွေလည်းတိုးလာနိုင်ပြီးစီးပွားရေးတိုးတက်မှုနှုန်းရော့ကျလာနိုင်ပါတယ်ခင်ဗျာ။နံပါတ်3အနေနဲ့ရေရှည်ကျိုးသက်ရောက်မှုအနေနဲ့စီးပွားရေးမူဝါဒတွေပြောင်းလဲလာနိုင်ပြီးဘေးအန္တရာယ်ဒဏ်ခံနိုင်ရေးရှိဖို့အတွက်ရင်းနှီးမြှုပ်နှံမှုတွေလည်းတိုးလာနိုင်ပါတယ်။ စီးပွားရေးအတွက်ဦးစားပေးပြောင်းလဲရမှာကတော့ရင်းနှီးမြှုပ်နှံမှုတွေညှော်နေလာနေသလိုအာမခံကုန်ကြမ်းစီတွေလည်းတိုးလာနေပါတယ်။ဒါကြောင့်2025ခုနှစ်မတ်လ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ဒီငလျင်ဟာမြန်မာနိုင်ငံရဲ့အနာဂတ်စီးပွားရေးပေါ်တည်တာထင်ရှားတဲ့ထိခဲ့မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ချက်ချင်းကုန်ကြမဲ့ကုန်ကြမ်းစီတွေပြန်လည်တည်ဆောက်ရေးအတွက်အစည်းအဝေးတွေနဲ့ရေရှည်စီးပွားရေးအတွက်ရင်းနှီးမြှုပ်နှံရမယ့်ဈေးတွေကမြန်မာနိုင်ငံရဲ့စီးပွားရေးကိုအနှောက်အယှက်တွေဖြစ်ပေါ်လာနိုင်ပါတယ်။ဒါပြင် ဒီစီးပွားရေးထိခိုက်မှုအတိုင်းတဟာမြမစီးပွားရေးအခမ်းအနားရေးနိုင်ငံတကာရဲ့ထောက်ပံ့မှုနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေရဲ့ထိရောက်မှုတို့အပေါ်မှာလည်းမူတည်နေပါသေးတယ်။ငလျင်ကြောင့်မြမနိုင်ငံရဲ့စီးပွားရေးထိခိုက်မှုဟာကြီးမားနိုင်ပေမဲ့လည်းကျွန်တော်ဖော်ပြခဲ့တဲ့အချက်တွေဘလောက်ထိထိရောက်စွာကင်တွယ်နိုင်မလဲဆိုတာကလည်းအရေးကြီးလို့နေပါတယ်။ဒါကြောင့် USGS ကလည်းဒီငလျင်ကြီးကြောင့်တိုင်းပြည်ရဲ့ GDP 90ရာခိုင်နှုန်းအထိကို impact ဖြစ်စေတယ်လို့ဖော်ပြခဲ့တာပဲဖြစ်ပါတယ်ခင်ဗျာ။ စကိုင်းငလင်းကျောပေါ်ရှိမြေနေရာများတွင်အထက်မြင့်တိုင်များဆောက်လုပ်သင့်ပါသလားခင်ဗျာမြန်မာနိုင်ငံတွင်စကိုင်းငလင်းကျောပေါ်ရှိမြေနေရာများတွင်အထက်မြင့်တိုင်များ high rise building များဆောက်လုပ်သင့်မသင့်ဆိုသည်မှာဘူမိဗေဒအင်ဂျင်နီယာဆိုင်ရာစံနှုန်းများနှင့်ဒေသခံလူထု၏လုံခြုံရေးကိုထည့်သွင်းစဉ်းစားရမည့်အကြောင်းအရာတစ်ခုပဲဖြစ်ပါသည်ဒီမေကုံးကိုဖြေဆိုရမှာစကိုင်းငလျင်ဂျော်ဂျီသဘောတဘာဝ၎င်း၏ငလျင်ဖြစ်ပွားနိုင်မှုနှင့် ထိုင်မြင်တိုင်များဆောက်လို့ရရင်လိုအပ်သောနည်းပညာပိုင်းဆိုင်ရာအချက်များကိုသုံးသပ်ရန်လည်းလိုအပ်လာပါတယ်ထိုင်မြင်တိုင်များဆောက်လို့ရရင်ထဲသွင်းစဉ်းစားရမည့်အချက်များအနေဖြင့်ထိုင်မြင်တိုင်များကိုငလျင်အနေရှိသောနေရာများတွင်ဆောက်လို့ရန်ဆုံးဖြတ်ရရင်နံပါတ်၁ငလျင်နံခံနိုင်သောဒီဇိုင်းဆက်စပ်ဒီဇိုင်းကိုခင်မီအင်ဂျင်နီယာနည်းပညာများဖြင့်ငလျင်နံခံနိုင်သောအထက်မြင့်တိုင်များကိုဆောက်လို့နိုင်ပါသည်ဥပမာအဆောက်အုံဖွဲ့စည်းပုံကိုပြောင်းလဲပြင်လဲဖြစ်စေရန်ငလျင်စွမ်းအင်ကိုဆုပ်ယူနိုင်သော စက္ကရိယများကိုတုံးဆွဲရန်ဒါမှမဟုတ်မျိုးစီလွား၏တုံခေါမှုကိုရှော့ချပေးနိုင်သောနည်းပညာများကိုလည်းအသုံးပြုနိုင်ပါသည်။ဒါပေမဲ့ဒီနည်းပညာများသည်ကုန်ကြစိတ်အလွန်မြင့်မားပြီးမြန်မာနိုင်ငံကဲ့သို့ဖွံ့ဖြိုးဆဲနိုင်ငံများတွင်အကောင့်တွေပေါ်ရန်အတွက်စိန်ခေါ်မှုများရှိနိုင်ပါသည်။နံပါတ်၁မျိုးစီလွားအခြေအနေစွိုင်းကွန်ဒီရှင်ကတော့သကိုင်းငင်လင်ကျော်နေရှိမျိုးစီလွားသည်ငလျင်လောက်ခတ်မှုကိုချက်တွင်စနေသည့်အန်ရရှိမရှိစစ်စစ်ရန်လည်းအလွန်လိုအပ်ပါလေအကယ်၍မြေစီလွားသည့ ပျော်ပြောင်းသောတဲမြေသို့မဟုတ်ရေစိမ်းဝင်လေသောအမျိုးအစားမျိုးဖြစ်နေပါကအထက်မြင့်တိုင်များလည်းပြိုကျနိုင်ချေပုံမမြင်မလာနိုင်ပါနဲ့ဒါကြောင့်မြေစီလွာစမ်းသပ်မှုများ geo technical survey ကိုပြုလုပ်ရန်မဖြစ်မနေလဲလိုအပ်လာပါတယ်နံပါတ်3စီမံခန့်ခွဲမှုဥပဒေစည်းကမ်းများအတွေ့မြန်မာနိုင်ငံတွင်အဆောက်အုံဆောက်လုပ်ရေးဆိုင်ရာစီမင်းများ building ကုန်များရှိတော်လေငလျင်တန်ခံနိုင်မှုနှင့်ပတ်သက်၍တင်းကျပ်စွာအကောင့်တွေပုံနိုင်မှုအားနည်းနေပါသေးတယ်။ဒါအပြင်ဆောက်လုပ်ရေးလုပ်ငန်းများတွင် အရေးအသွေးထိမ့်သိမ်းမှုအားနေခြင်းပစ္စည်းအတုများအသုံးပြုခြင်းများလည်းရှိနေသည့်အတွက်ထက်မြက်တိုင်များ၏ဘေးအန္တရာယ်ကင်းမှုကိုအားမခံနိုင်ခက်ခဲပါသည်။ဆောက်လုပ်ပြည်စည်းသောတိုင်များကိုလည်းတဘာဝဘေးအန္တရာယ်ခံနိုင်ခြင်းရှိမရှိခင်မီဒီပညာစက္ကရိယများကိုအသုံးပြုစစ်ဆေးရန်လည်းလိုအပ်လာပါလေ။နံပါတ်၄လူတို့ဘေးအန္တရာယ်လုံခြုံမှုအတွက်အထက်မြက်တိုင်များသည်လူဦးရေသိသေးစွာနေထိုင်ရာနေရာများဖြစ်ပြီးငလျင်ဖြစ်ပွားပါကထိကဲ့ဒဏ်ရာရရှိမှုသို့မဟုတ်တေဆုံးမှုများ ပုံမှန်များပြားနိုင်ပါလေ။ဒါကြောင့်ထွက်ပေါက်များနဲ့အရေးပေါ်စီမံချက်များမလုံလောက်ပါကအန္တရာယ်ပုံမှန်ဆိုးရွားနိုင်ပါလေခင်ဗျာ။ကျွန်တော်ဖော်ပြခဲ့တဲ့အချက်လက်များကိုတုံ့တက်၍အကြံပြုရမည်ဆိုရင်သခိုင်းကလေးဂျောပေါ်တွင်အထက်မြင့်တိုင်များဆောက်လို့ရန်မသင့်တော်ဟုယူဆရပါလေ။အကြောင်းရင်းမှာအီဒီယာဒီငလင်အန္တရာယ်ဆုံးဆိုင်းစမစ်ဟာဆက်ဆုံးတွင်တရှိပြီးပြင်းထန်သောငလင်များဖြစ်ပေါ်နိုင်ခြေရှိသည့်အပြင်မြန်မာနိုင်ငံ၏လက်ရှိနည်းပညာအဆင့်နှင့်စီမံခန့်ခွဲမှုစနစ်များဖြင့် ဘေးကင်းလုံခြုံမှုအပြည့်အဝအမှန်ခံနိုင်ရန်အတွက်ခက်ခဲနိုင်ပါတယ်။သို့တော့အကယ်၍ဆောက်လုပ်မည်ဆိုပါကလည်းနိုင်ငံတကာအဆင့်မီငလျင်တန်ခံနိုင်သောဒီဇိုင်းများကိုသာအသုံးပြု၍ဆောက်လုပ်ရမည်ဖြစ်ပါတယ်။မြေစီလွန်စမ်းသပ်မှုများနှင့်ဘူမိသိပ်ပံဆဲရအကဲဖြတ်မှုများကိုလည်းပြုလုပ်ရန်လိုအပ်ပါတယ်။တင်းကျပ်သောအဆောင်စီမင်းစည်းကမ်းများကိုလည်းချမှတ်စစ်ဆေးရမည်ဖြစ်ပါတယ်။ဒါအပြင်ဒေသခံလူထုအားအရေးပေါ်အခြေအနေများနဲ့ပြင်ဆင်ထားရန်လည်းပညာပေးရမှာလိုပဲဖြစ်ပါတယ်။သို့တော်အခြေအချက်များကိုအကောင့်တေဖော်ရန်အရင်မြင်များ မလုံလောက်ပါက အထက်နေတိုင်များ low rise building များကိုသာဆောက်လို့ချင်းသည်ပုံမိုဘေကင်းပြီးလက်တွေ့ကြသောရွေးချယ်မှုဖြစ်နိုင်ပါလေ။ဒါကြောင့်လက်ရှိအချိန်တွင်သခိုင်းကလေးင်ကျော်ပေါ်တွင်အထက်မြင့်တိုင်များဆောက်လို့ရင်မတင်တော့ဘူး။ယူဆပါကြောင်းတုံးသက်တင်ဆက်လိုက်ရပါမယ်ခင်ဗျာ။ကျွန်တော်တို့ဤ next step youtube channel ကိုအားပေးနေတဲ့ပေးသက်ကြီးကိုလည်းအထူးကျေးဇူးတင်ရှိပါရစေ။နောက်နောက်လာမယ့်အပတ်များကိုလည်းဒီတက်ကောင်းတဲ့ကောင်းဆက်လက်စူးစမ်းတော့ပါဦးမယ်ခင်ဗျာ။မိတ်ဆွေများဤထင်မြင်ချက်လေးများရှိရင်လည်း comment ပေါ့များရေးကြနိုင်ပါတယ်ခင်ဗျာ။ Thank you for watching. Please like and subscribe. Thank you. See you again.